ထိမ့်ထိမ့်ကြစေတပါပါမေထိမ့်ထိမ့်ကြစေတပါပါမွေဆိုတဲ့စီစီလေးရောက်ရှိလို့လာပါပြီဒီတစ်ပတ်မှာတော့နေရာဒီမှာချက်တွေ အပူတန်းခံနိုင်စေဖို့စောင့်ရက်တဲ့အချက်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်သတ်တာရှင်များရှင်ကြုံမွေမှုရေးပြုလုပ်တဲ့သူတွေအနေနဲ့နေရာဒီမှာမိမိတို့ရဲ့ချက်ချမ်းတွေအပူတန်းခံနိုင်စေဖို့အချိန်မလတ်ဂရုစိုက်တင်ပါတယ်ချက်တွေအပူတန်းခံရပြီဆိုပါကအသားတိုးနှုံးကြခြင်း ဥနှုံဥအေးအတွက်ဥအေးအသွေးကြာခြင်းအစာစားနှုံးကြာခြင်းတကောင်နဲ့တကောင် စိတ်နှုံးများလာခြင်းတောင်းပန်ခါထားခြင်းကြုပ်အတွင်းကြည်ထွားနှုံးမညီခြင်းကိုခံအားကြာခြင်းနှာရည်များကြာခြင်းတိမ်နှုံးမြင့်တက်လာခြင်းတို့ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်မလို့စီးပွားဖြစ်မွေးမြူကြတဲ့ကြက်ပိုင်ရှင်များအနေနဲ့အထူးကူးစိုက်တင်ပါတယ်ကြက်ချံအားအပူတန်းကာကွယ်နိုင်ဖို့ဆိုရင်တော့နံပါတ်၁အနေနဲ့ပတ်ဝန်းကျင် အပူချိန်မြင့်မှာက ကျက်တွေရဲ့အစာအာဟာရဟာစားသုံးမှုရောကြလာစေပါတယ်။အဲ့အချိန်မှာဗီတာမင် A, B, C တို့ကိုကျက်တောက်မဲ့ရေထဲကိုထည့်ပေးခြင်းအပြင်ကျက်တွေရဲ့စွမ်းဆောင်သောအပူဒဏ်ခံနိုင်တဲ့ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပါတယ်။နံပါတ်1အချက်အနေနဲ့တော့ကျက်တွေရဲ့ရေတောင်လုံးကောင်းစေရန်တိုက်မဲ့ရေကိုအေးအေးလေးဖြစ်အောင်စီမံပေးရပါမယ်။နံပါတ်3အချက်အနေနဲ့ရေထဲမှာလည်း B-team glucose aspirin အလင်းတင့်တယ်လို့ထည့်ပေးနိုင်ပါတယ်အစပရင်က အပူတိုင်းခံလိုက်ရေကိုညှင့်စေတဲ့အပြင်ဘီတင်းကကိုတွင်အသုံးဝင်တဲ့ဒက်တတူများစုပ်ယူမှုအားကောင်းစေတာကြောင့်သွေးလက်ပတ်မှု အသက်ရှင်မှုတွေကို အထောက်အကူပြုစေပါတယ်နံပါတ်၄အချက်အနေနဲ့ကတော့ချက်အစာကျွေးခြင်းကို အပူချိန်ရောနေတယ်မနက်စောစောနဲ့ညပိုင်းအပူချိန်ရောနေချိန်မှသာကျွေးပေးတင်ပါတယ်နံပါတ်၅အချက်အနေနဲ့ ချက်ချံမိုးကိုအဖြူရောင်တုံမိုးကြီးဒါမှမဟုတ် အလူမီနီယံဆေးဖြူတုပ်ချင်းဖြင့်အပူရောင်ပြဟက်ကချက်ချံရဲ့အပူချင်းကိုတက်တာစီပါတယ်နံပါတ်6အနေနဲ့ချက်ချံမှာချက်တွေပြည့်တိတ်မနေစေရန်နေရာဒီမှာချက်ကောင်ရီကိုပုံမှန်ထက်လျှော့မွေးဖို့လိုအပ်ပါတယ်နံပါတ်9ချက်အနေနဲ့ချက်ချီးအစိုးတွေကို ပုံမှန်ရှင်းလင်းပေးဖို့လိုအပ်ပြီးချက်တွေအပူဒဏ်ဖြစ်တယ်ဆိုပါကစီးနဲ့မဆင်မှာ ဇက်တတုစွန့်ထုတ်မှုများခြင်းသူ့ရဲ့တွင်ကာဗွန်နိုင်အောက်ဆိုက်ဓာတ်ပုံမှန်ထက်ဆုံးရှုံးခြင်းများရှိပြီးသူ့ရဲ့ pH ဓာတ်မြင့်စေသဖြင့်ကြက်အားထိခိုက်စေပါတယ်။ဒါကြောင့်ရေ1လီတာမှာဗီတာမင်1ဂရမ်နဲ့အက်စပရင်3.3ဂရမ်နှုန်းထည့်တိုက်သင့်ကြောင်းဆန္ဒပြုရင်ကြက်များကိုနွေရာသီမှာကြက်များအပူဒဏ်ခံနိုင်စေရန်ဆောင်ရွက်တဲ့အချက်လေးတွေကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဒီဆောင်ပါကိုတော့ အစိမ်းအောင်လမ်းကနေပြန်လဲကောင်းတော့တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ရှင်ကျမကတော့ Binky TV ကျော်ပါ